မင်းလုံးမင်းလက်ထက်တတိတော်မှဗမာပြည်မှာဝိပဿနာမရှိသေးဘူးလေဒီဆရာတော်ကြီးပေါ်ထွန်းလာတော့မှပြည်ပေါ်မင်းလက်ထက်နဲ့အင်္ဂလိပ်ဗမာပြည်ကိုအုပ်ချုပ်တဲ့အချိန်ကြမှာဗမာပြည်မှာလေဝိပဿနာဝိပဿနာဆိုတဲ့စကားဟာခစ်စားလာဘာလို့ခစ်စားရလဲဆိုတော့လေဒီဆရာတော်ကကဘာကိုဗမာကိုတော့အင်္ဂလိပ်ကအုပ်ချုပ်တယ်အင်္ဂလိပ်ကိုပြန်ပြီးဗမာကအုပ်ချုပ်နိုင်အောင်ပြန်ပြီးတော့ဩဇာလွှမ်းမိုးနိုင်အောင်လုပ်မယ်သာသနာနဲ့လုပ်လို့ရဗာနဲ့လုပ်လို့ရ ဲ့တော့ကဘာကိုသာသနာပြုခြင်းပါဠိစာပေတွေကိုသင်ကြားပြီးတော့ဟာလားပရိယတိနဲ့သွားလို့ရမလားလို့ဒီလိုစဉ်းစားတာပေါ့ဆရာတော်ကြီးကလည်းအဲ့ကမှပဏိတာဘွဲ့ရအောင်အလွန်ဒီလစ်ဟာလားစာပေအရာမှာဒေါက်တာဘွဲ့ရတာတဲ့ဆရာတော်ကြီးအင်္ဂလိပ်ကပေးရတာနော်သမားပေးတာမဟုတ်ဘူးအဲ့လိုရတာရဆရာတော်ကြီးကကဘာကိုသာသနာပြုရင်ပါဠိဘာသာနဲ့သာသနာပြုမယ်လို့စဉ်းစားလိုက်တဲ့အခါကျတော့ အင်္ဂလန်ပြည်မှာသူ့တက်တောင်မှပါဠိတတ်တဲ့ပုဂ္ဂိုလ်ကပေါ့ပေါ်ပေါက်မယ်အဲ့ဒီလူကဘယ်လိုလဲဆိုတော့ဒေါက်တာရိုက်ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဒီခရိယံဘုံကြီးတစ်ပါးရဲ့သားခရိယံတရားဟောဆရာတရားဝဲသားဉာဏ်ပညာအလွန်ထက်တယ်အဲ့တော့သူ့ဖေကသူ့ကိုပြောတယ်အသာတဲ့မင်းပါဠိဘာသာကိုလေ့လာကြည့်စမ်းကွာဘာလို့ကိုလဲဖေ အဲ့ဒီဘာသာထဲမှာပါဠိစကားထဲမှာပါတဲ့ဗုဒ္ဓဘာသာအကြောင်းကိုမင်းသိရင်ခရိယံရှုတော့မှနဲ့အကုန်ဖြတ်စည်းပလိုက်စမ်းကွာဒီဝကြကဘာလို့ဘုလားဗုဒ္ဓဘာသာကိုဖြတ်စည်းမလို့ပါဠိကိုလေ့လာခိုင်းတာဖြတ်စည်းမလို့လေ့လာခိုင်းတာဘာလို့ဆိုပါဠိဘာသာနဲ့ရေးထားတဲ့ဗုဒ္ဓဘာသာအကြောင်းဒီမှာပါဠိစာတတ်မှဒီဘက်ကနေပြီးခရိယံဘာသာနဲ့ဘာလို့လို့ရဖြတ်လို့ရမယ်ဆိုတော့မြင်တဲ့အတွက်သူကသူ့အသားကိုလေ့လာခိုင်းလိုက်တာ သူသားလည်းဖေပြောတဲ့တိုင်းနွန်နွန်ကျိုးကျိုးကိုလေ့လာတာပါဠိဘာသာမှာတပတ်ကံကတက်တဲ့လူတယောက်ဖြစ်သွားတယ်။နော်ထူးသွားတာကသူ့ဖေပြောသလိုကရိယာဘာသာနဲ့ဗုဒ္ဓဘာသာဖြစ်တဲ့လောက်ကတော့မလုပ်ဘူးသူကိုယ်တိုင်ဗုဒ္ဓဘာသာဖြစ်သွားရောဗျာ။အဲ့ဒီတဲ့သူ့ဖေလည်းပဲတခါရင်တို့မနာပြေးပြီးတော့ဒီတခါကြီးကဘာလုပ်လဲဆိုတော့အင်္ဂလန်ပြည်မှာပါဠိတက်ဆိုတာဒီပါဠိကျမ်းစာအသင်းတော်ကြီးဆိုတာတည်ထောင်လိုက်တာ။ ပြီးတော့မှဗမာပြည်မှာပါဠိဘာသာနဲ့မြန်မာဘာသာရောက်အောင်ပါဠိစာပေနဲ့ရေးထားတဲ့ဗိဒကကျမ်းအောင်ကိုမြန်မာစာနဲ့ဘာသာပြန်ထားတဲ့မြန်မာပြန်နေမပေါ်ခင်နှစ်ပေါင်းများစွာစောစောစီးစီးကလေးကပါဠိကျမ်းကနေစာပေတွေအလုံးကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးသားဖြစ်သွားရောနော်ဒါကြောင့်မလို့မြန်မာစာပေတွေကိုဘုရားဘာသာမရောက်ခင်ကလေးက င်္ဂလိပ်စာပေတဲ့ကိုဘာဖြစ်လဲဘုရားဗလာရောက်နေပြီဗျတောင်းနေပြီအဲ့လိုရောက်နေတဲ့အချိန်မှာဆရာတော်ကြီးကသူတို့နဲ့တွားပြီးတော့ဟာလာပြန်ပြီးပါဠိပါဠိစာပေတွေဘာတွေပြောလို့တွားပြီးအကြောင်းထုံးမှာမဟုတ်ဘူးအဲ့တော့သူတို့ဘာမလုပ်သေးဘူးလဲကြီးလိုက်တာပေါ့သူတို့ပရိပရိယတော်တတ်နေပြီပฏิပတ်မတတ်ဘူးဘာမတတ်ဘူးလဲအကျင့်နဲ့ပဋိပတ်တတ်ဘူးဆိုတဲ့အချိန်မှာသူကမန္တလေးမှာပဲဗျဆရာဦးကျော်ရံတို့ပါဝင် ဟာပါဠိဘာသာကျွမ်းကျင်တဲ့လူတွေနဲ့ဟာသူတပည့်ဘုညာနာဆိုတာအင်္ဂလိပ်စာတတ်တယ်ဒီပုဂ္ဂိုလ်တွေနဲ့အားလုံးပေါင်းပွဲပြီးတော့ကျုံးတိတ်ကသာလအဆောက်အုံတခုမှဒီမှာအစည်းအဝေးလုပ်ပြီးတော့ကဗတ်သာသနာပြုအဖွဲ့ဆိုတာကိုဖွဲ့ခဲ့ဘူးတဲ့ဘယ်မှာဖွဲ့လဲအဲဒီမှာမဆုံးရင်တိုက်မှာသူတပည့်ဘုညာနာရှိတယ်အဲဒီတော့ အဲ့လိုကြွက်ပြီးတော့ကဘာဝသာနာပြုမှလုပ်တဲ့အခါကျတော့ဝိပဿနာနဲ့ပြုမှရမယ်ဆိုတာသိသွားတဲ့ကြောင့်ဝိပဿနာသာဟုတ်ဝိပဿနာဒီပဏီဆိုတာကိုရေးလိုက်တာအဲ့ဒီဝိပဿနာပဿနာဒီပဏီထွက်လာတော့မှဗမာပြည်မှာဝိပဿနာဝိပဿနာဆိုတဲ့စကားလုံးလားသင်ရှားလားနောက်တော့ငိုညင်းဆရာတော်တို့မင်းကွန်းဆရာတော်တို့အစရှိတဲ့ပုဂ္ဂိုလ်တွေဝိပဿနာဆရာကြီးတွေဖြစ်နေပေါ်လာတယ်ပေါ်လာတဲ့အချိန်မှာမင်းကွန်းဆရာတော်လက်ထက်ကြတော့မှ ဟမ်ဘုန်းကြီးဆရာတော်ဘုရားကြီးလက်ထက်ကြတော့မှယောဂီဆိုတဲ့လူတွေကဝိပဿနာအထုတ်တဲ့အပိုင်းကိုရောက်လာတာအရင်တော့ကဝိပဿနာလူတွေမဆိုင်ဘူးဖုံးကြီးတွေလုတ်တဲ့အလုံးလို့လူတွေကသင်နေတာဘုန်းကြီးဆရာတော်လက်ထက်ကြတဲ့အခါကျလူတွေပါအထုတ်လာပြီးတော့ယောဂီဆိုတဲ့သကလုံးအသုံးပြုလာတယ်လူတွေတရားထုတ်တဲ့လူကိုဘယ်လိုခေါ်လဲယောဂီလို့ခေါ်တယ်ယောဂီလို့ခေါ်တဲ့အခါကျတော့ဥတင်ဆိုတဲ့ နဲ့နဲ့ညာပညာထက်မဲ့တဲ့လူတယောက်ကမလုပ်လိုက်လို့ယောဂီတွေးဆေးဆိုပြီးလုပ်လိုက်တာကြည်ကြည်တဲ့ချမ်းသာသွားတယ်။သာသနာဒီညာမှာလူတွေကယောဂီဆိုတဲ့စကလုံးကြိုက်နေတော့အဲဒီမှာယောဂီကိုတုံးပြီးတော့တခါတည်းယောဂီတွေးဆေးယောဂီတွေးဆေးမအိုသေးတဲ့လူအပြိုလေးနဲ့တူပါညာဆိုပြီးရှောက်လို့လိုက်တာအဲဒီတခါကြီးကကြည်ကြည်တဲ့ချမ်းသာသွားတယ်။အခုယောဂီခြံဆိုတာကြီးကနေ့တိုင်းမောက်ရေကန်နေနဲ့ရေတာပန်းနေနဲ့မျိုးစုံနဲ့ဟုတ်လားအဲ့ဒီမှာ <laughs> <laughs> ဒီလိုချမ်းသာသွားဘူးတဲ့သူကပြောတယ်ဟာလားဒီလိုဒီလိုသူလုပ်ခဲ့တာနော်အဲ့တော့ဒီနေရာမှာဗုဒ္ဓဘာသာဟာဗမာလူမျိုးတွေတဲမှာဘယ်ချိန်ကျမှဝိပဿနာသေသေးချာချာပေါ်ထွန်းလာတယ်လေလို့ဆိုလို့ရှိရင်သတ္တသံဃာနာတင်ပြီးမှရိတ်တာတွေရိတ်တာတွေအရှုပ်ရှုပ်ပေါ်ပေါက်လာပြီးတော့ဗမာနိုင်ငံမှာသူဒီဝိပဿနာအလုပ်ကြီးထွန်းလာသို့တော့တကယ်ဝိပဿနာကိုစတင်ပြီးတော့သွတ်သွင်းလာတဲ့လူသိရှင်ကြားဖြစ်အောင်လုပ်လာတဲ့ပုဂ္ဂိုလ်ကတော့ဘုသူလဲ လဲဒီဆရာတော်ဘာတူလဲလဲဒီဆရာတော်